င်္ဂလာပါရှင်အာဒီနေ့လေးလာမှာကြတော့ဒီကျမတို့ဒီဒီလှဆက်တွေပေါ့နော်အာနောက်ဒီတန်ချောင်းတွေဖြစ်တဲ့ဆက်တွေမှာဆိုလို့ရှိရင်အသွားတွေရှိတယ်ပေါ့နော် steep blade တွေအဲ့ steep blade တွေမှာရှိတဲ့အာဒီဒီ maximum speed ပေါ့နော်ဒီမှာကျမပြထားတာပေါ့နော် maximum speed လို့ခေါ်တဲ့ဒီ1500 rpm ဆိုတဲ့အားလေးကဘာလို့ဆိုလိုတာလဲပေါ့နော် အဲအဲ့ဆိုရင် သူ့ရဲ့ဒါ speed ဆိုတော့နှုံးရောတာဗောနော် maximum ဆိုတော့အမြန်ဆုံးသွားနိုင်တဲ့နှုံးဗောနော် maximum speed maximum speed က1500 rpm လို့ရေးထားတာအဲ့တော့ rpm ကဘာပြောရလဲဆိုတော့ r ကြတော့ revolution r e v o l u t i o n revolution เนาะ p ကြတော့ per M ကကြတော့ဗာလဲဆိုတော့မိနစ်အဲ့ခါကျတမနစ်မှာမိနစ်ဆိုတော့တမနစ်မှာ revolution အပတ်ရေပေါ့နော်တမနစ်မှာတူလဲနိုင်တဲ့အပတ်ရေကဘယ်လောက်လဲဆိုရင်သူက1500လို့ဆိုလိုတာဖြစ်ပါတယ်အဲ့တော့ကျမတို့ကကိုယ့်ရဲ့ဆက်အသွားနဲ့အဲဒီဆက်ကိုတုံးတဲ့အခါမှာသူ့ရဲ့ RPM ဘယ်လောက်သုံးရမလဲဆိုတာကိုပေါ့နော်ကျွေးပြီးတော့သုံးအောင်မှာဖြစ်ပါတယ်ပေါ့နော်အဲ့တော့အာ RPM ဆိုတာကတမနစ်မှာလဲနိုင်တဲ့အပတ်ရေ တမနှစ်မှာလင်းနိုင်တဲ့အပတ်ရည်အာလဲတဲ့အပတ်ရည်ပေါ့နော်လင်းနိုင်တယ်ဆိုတာလဲတဲ့အပတ်ရည်ပေါ့လဲတဲ့အပတ်ရည် revolution ကကြတော့အပတ်ရည်နော်အာရအောင်ဆိုလိုတာဖြစ်ပါတယ်အဲ့တော့ကျမရဲ့နောက်ထပ်အဲဒီလိုဘူးသားရစရာလေးတွေဗီဒီယိုလေးကိုတိဆက်ပေးအောင်မှာမဟုတ်လို့ဒီမ YouTube channel လေးကို subscribe လုပ်ထားအောင်မမေ့ပါနဲ့เนาะ